မင်္ဂလာပါရှင်ရွှေရုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကမ်းခြေဆောင်တပ်ဖွဲ့သည်ရေချောင်းအကျိုးစီးပွားများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင်အရေးကြီးတဲ့အခန်းကဏ္ဍမှတာဝန်ထမ်းဆောင်သွားရမယ့်တပ်ဖွဲ့ဖြစ်သည်ကိုသဘောပေါက်ခံယူထားကြရန်လိုအပ်မယ်လို့ကာကွယ်ရေးဝန်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့သည်ရေချောင်းအကျိုးစီးပွားများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင်အရေးကြီးတဲ့အခန်းကဏ္ဍမှတာဝန်ထမ်းဆောင်သွားရမယ့်တပ်ဖွဲ့ဖြစ်သည်ကိုလေးနက်စွာနားလည်သဘောပေါက်ခံယူထားကြရန်လိုအပ်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးပူချုပ်ကြီးမောင်မောင်အေးကအောက်တိုဘာ9ရက်နေ့နဲ့ပိုင်းကကမ်းခြေဆောင်တပ်ဖွဲ့ကုကဲမှုဌာနချုပ်မှကျင်းပပြုလုပ်တဲ့မြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဖွဲ့စည်းခြင်း၄နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားစဉ်မှာထည့်သွင်းပြောကြားကြောင်းသိရပါဗျ။အလာဒူကာကွယ်ရေးဝန်ကြီးကနိုင်ငံတော်ရဲ့မြမပင်လေပြင်းနဲ့ရေချောင်းအကျိုးစီးပွားများပင်လေပြစီးပွားရေးလုပ်ငန်းများကိုကာကွယ်ဆောင်ရှောက်ရန်ရေချောင်းလုံခြုံရေးဆိုင်ရာချင်းချမှုများကိုတားဆီးကာကွယ်ရန် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့်လူသားချင်းစာနာမှုထောက်ကူပေးရေးလုပ်ငန်းများဆောင်ရွက်ရန်အရေးပေါ်အချိန်တွင်တက်မလို့ရေးအားအထောက်ကူပြုနိုင်စေရန်စတဲ့ရည်မှန်းချက်တာဝန်များကိုထမ်းဆောင်နိုင်ရေးအတွက်မြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းပြောကြားပါသည်ဒါအပြင်နိုင်ငံတော်တည်ငြိမ်အေဂျင်စီပင်လယ်ရေကြောင်းတရားဥပဒေစိုးမိုးရေးနှင့်စီးပွားရေးအင်အားတောင့်တင်းလာစေရန်တိဆောက်ရေးစတဲ့လုပ်ငန်းများမှာကြာရအခန်းကဏ္ဍမှာတာဝန်ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လူကြောင်းလေးပြောကြားခဲ့သလို င်လယ်ပြင်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်နိုင်ငံတကာပင်လယ်ရေးကြောင်းဆိုင်ရာကိစ္စရပ်များမှအဖြစ်အောင်တန်တမန် White Hue Diplomat အဖြစ်လေးရှင်းမင်းချက်ထားရှိဆောင်မသွားရင်လူကြောင်းပြောကြပါရယ်ဆက်လက်ပြီးလဲကာကွယ်ရေးဝန်ကြီးကကမ်းခြေဆောင်တပ်ဖွဲ့ရဲ့လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင်ဥပဒေကြောင်းအရခက်ခဲမမဆောင်ရွက်နိုင်ရေးမြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ဥပဒေကို2025ခုနှစ်ဇူလိုင်လ18ရက်တွင်နိုင်ငံတော်အစိုးရကအတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာပြည်နယ်ပြင်အတွင်းတရားဝင်စုမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ထိရောက်မှုတရားမျှတမှု လုံခြုံမှုအကာအကွယ်ပေးမှုနှင့်လက်တွေ့ကျင့်သုံးနိုင်မှုများဆောင်ရွက်နိုင်ရေးမြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ဥပဒေတွင်ပြဋ္ဌာန်းထားရှိကြောင်းမြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ဥပဒေနဲ့တည်ဆဲရေးချောင်းဥပဒေများအတိုင်းစီမင်းစည်းကမ်းများနဲ့အညီလိုက်နာဆောင်ရွက်ပြီးနိုင်ငံတော်ရဲ့ရေးချောင်းအကျိုးစီးပွားများဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ဥတွေနဲ့ဆက်ဆက်ကျင်းသုံးရမယ့်ရေချောင်းဆံရဥတွေများကိုလည်းဆင်ဆက်မပြတ်လေ့လာ၍နိုင်ငံတော်ရဲ့ရေချောင်းအကျိုးစီးပွားများကိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။